မင်္ဂလာပါပြည်တော်စုဘွားမိဘပြည်သူများခင်ဗျာ ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရန်ဦးစွာစုမောင်းကောင်းများ တောင်းအပ်ပါတယ်ကျွန်တော်ကရခိုင်ဥဆောင်ပါတီ Arkan Front Party AFP ရဲ့ဥက္ကဋ္ဌဒေါက်တာအေးမောင်ဖြစ်ပါတယ်ပြည်တော်စုအဆင့်နိုင်ငံရေးပါတီကြီးတိုင်းဟာမိမိတို့ပါတီရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးဆိုင်ရာမူဝါဒတွေရေမှန်းချက်တွေလုပ်ငန်းစဉ်တွေကိုအကောင့်ထေဖို့ပေးနိုင်ရေးအတွက် နိုင်ငံတော်အားစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့အစိုးရအာဏာရရှိရေးဥတီကြစမြေဖြစ်ပါတယ်။ဤသူတိုင်းဒေသကြီးပြည်내ခြေစိတ်နိုင်ငံရေးပါတီငေးများသည်လဲမိမိတို့ဒေသဤစီမံခန့်ခွဲပိုင်ခွင့်ရရှိရေးတနည်းဒေသအစိုးရပြည်내အစိုးရအားဥဆောင်ဖွဲ့စည်းနိုင်ရေးနှင့်ဒေသအစိုးရ၌၎င်းဒေသဆိုင်ရာလွှတ်တော်ဤဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌစသည်ဖြင့်ရရှိနိုင်ရေးဥတီကြစမြေဖြစ်ပါတယ်။ သို့တော်လေနိုင်ငံတို့၏လက်ရှိကြုံတွေ့ရင်ဆိုင်နေရသည့်နိုင်ငံရေးစီးရေးစီးပွားရေးအကျပ်တီးနှင့်သဘာဝဘေးရန်လူလုံဘေးရန်တို့ကြောင့်ကြုံတွေ့ရင်ဆိုင်နေရသည့်မြမလူထု၏လူမှုဒုက္ခပေါင်းစုံမှကြိုလွှားစေနိုင်မည်နိုင်ငံတို့တိဆောက်ရေး Nation Building and State Building ကဏ္ဍသည်အလွန်အရေးကြီးပြီးအလွန်နဲ့ဆိုင်ကြေဝန်းသည်ဟုရခိုင်ဥဆောင်ပါတီမှခံယူပါသဖြင့်နိုင်ငံတို့တိဆောက်ရေးကဏ္ဍ၏အရေးအကြီးဆုံး အခြေခံလိုအပ်ချက်ဖြစ်သည့်နိုင်ငံရေးတည်ငြိမ်မှုနိုင်ငံတော်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့နိုင်ငံငြိမ်းချမ်းရေးကဏ္ဍအမျိုးသားပြန်လည်ရင်ကြားစစ်ရေးနဲ့အမျိုးသားညီညွတ်ရေးကဏ္ဍတို့၌ရခိုင်ဥဆောင်ပါတီသည်တထောင်တနေရာမှ ပါဝင်ဖြစ်စည်းကူညီပေးနိုင်ရေးသည် လက်တွေ့ကျပြီးအရေးကြီးသည့်လိုအပ်ချက်ဖြစ်သည်ဟု၎င်းရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးစိတ်ပေးရှောင်ဒုက္ခသည်များနေရရင်းပြန့်နှံ့ရေးရခိုင်ဒေသ၏ကျေးလက်နှင့်မြို့ပြ ပြန်လည်တည်ဆောက်ရေးနှင့်ရခိုင်လူမှု၏လူမှုစီးပွားဘဝပြန်လည်ထူထောင်ရေးတို့သည် အလွန်အရေးကြီးပြီးလက်ငင်းလိုအပ်ချက်များဖြစ်သဖြင့်ရခိုင်ဥဆောင်ပါတီသည်ကိုဇွန်းညံဇွန်းရှိသမျှရခိုင်ဒေသပြန်လည်တည်ဆောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကဏ္ဍတို့တွင်ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ရေးရမည်ဟု၎င်းရခိုင်ဥဆောင်ပါတီလက်တွေ့ကြသည့်ရေတိုးရေရှည်မူဝါဒနှင့်လုပ်ငန်းစဉ်များကိုရှမှတ်ဖြစ်ခဲ့ပါသည် မိဘပြည်သူများခင်ဗျာရခိုင်ဦးဆောင်ပါတီရဲ့နိုင်ငံရေးမူဝါဒနဲ့အခြေခံသဘောတရားများကိုအကျဉ်းတင်ပြလိုပါတယ်ရခိုင်တို့၌အလေးနဲ့ထားရမည့်အချက်ဒီကြီးရှိသည်ရင်းမှာအနောက်ဖက်နေဆက်လုံခြုံရေးဖြစ်သည်အလေးနဲ့ထားရမည့်ပင်မအချက်ဒီကိစ္စရကြီးနိုင်ငံ၏အချုပ်အခြာအာဏာအားထိပါလာနိုင်သည့်အကြက်တီးကိစ္စရကြီးဟုခံယူလျက်ရခိုင်ဒေသကြီးတည်ရှိမှုပထဝီနိုင်ငံရေး စီဝါရေးစေအင်အားအာသာချက်တို့အားအကြောင်းပြုလျက်ပြည်ပအင်အားကြီးတို့၏အပြိုင်လွှမ်းမိုးလိုမှုကြောင့်ဂျက်ခတ်လာနိုင်သည့်ဒေတာတွင်အလှုပ်ခတ်တို့ကိုဥဆောင်တွန့်ပြန်နိုင်ရန်ပညာရှင်ဆန်သောဒီခိုင်လူလူ၏တစ္ဆာခံသောဥဆောင်နိုင်ငံရေးပါတီတရက်သည်ဂျခိုင်ဒေတာ၌တည်ရှိရန်လိုအပ်ချက်ကြောင့်သွေးစည်းညီညွတ်တန့်ရှင်းအားကောင်းသောနိုင်ငံရေးစနစ်တရက်ပေါ် ထွန်ရေမြို့မှန်းလျက်ဒီထောင်ခေတ်သည့်ရခိုင်ဥဆောင်ပါတီသည်အစွန်မရောက်သည့်အမျိုးသားရေးအခြေပြုဝါဒနှင့်အခြေခံသဘောတရားရှိသည့်ပါတီတစ်ခုဖြစ်ပါれမိဘပြည်သူများခင်ဗျာရခိုင်ဥဆောင်ပါတီဖွဲ့စည်းစဉ်ကတည်းကပြတ်ထန်းထားတဲ့ပါတီတီထောင်ဖွဲ့စည်းရခြင်းရည်ရွယ်ချက်ခဏရက်နဲ့ရှေ့လုပ်ငန်းစဉ်တို့အားဆက်လက်တင်ပြလိုပါれဥစွာပါတီတီထောင် ရာချင်းရဲ့ရည်ရွယ်ချက်ခဏရအာတင်ပြလိုပါတယ်ကကြီးနိုင်ငံဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ဤရပိုင်ခွင့်အပြည့်အဝရှိသောရခိုင်ပြည်နယ်အဖြစ်ပြည်ထောင်စုအတွင်းဂုံတိုက်ခါရှိစွာရည်တည်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်ခောက်ခွေဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရာတွင်အခြားသောတိုင်းရင်းသားညီကိုများနှင့်အတူပူးပေါင်းလက်တွဲဆောင်ရွက်သွားရန်ခန့်ငယ်ဒီခိုင်တိုင်းရင်းသားများ ခိုင်တိုင်းရင်းသားမျိုးနွယ်စုများနဲ့ရခိုင်ပြည်နယ်အတွင်းရှိအခြားတိုင်းရင်းသားများ၏အကျိုးစီးပွားကိုပို့ဆောင်ရန်နှင့်အဆိုပါအကျိုးစီးပွားများရေရှည်တည်တံ့ရေးအတွက်ကာကွယ်စောင့်ရှောက်ရန်ဂါဂျီဒီမိုကရေစီစနစ်ပြည်ပြင်းစွာထွန်းကားရေးကြိုးပမ်းဆောင်ရွက်သွားရန်ငါရခိုင်မျိုးသားများသွေးစည်းညီညွတ်ရေးနှင့်တန့်ရှင်းအားကောင်းသောနိုင်ငံရေးစနစ်တရပို့ထွန်းလာရေးတို့အတွက်ကြိုးပမ်းဆောင်ရွက်သွားရန်စလုံး ရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ဤတည်ရှိမှုကိုဒါမကပြည်တော်စု၏အချုပ်ချာအာဏာကိုပါထိပါချင်းချောက်နေသည့်ရခိုင်ဒေသအနောက်ဘက်နေဆက်လုံခြုံရေးအားအလေးထားကောက်ွေရေးကြိုးပမ်းဆောင်ရွက်သွားရန်စလိမ်ရခိုင်ပြည်နယ်တည်ငြိမ်ရေးငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အာသွွန်ခွန်စိတ်ကြိုးပမ်းဆောင်ရွက်သွားရန်လို့ဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာရခိုင်ဦးဆောင်ပါတီရဲ့ရှစ်လုပ်ငန်းစဉ်များအနက် အရေးကြီးသည့်လုပ်ငန်းစီများမှ ကကြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရာတွင်ရခိုင်တိုင်းရင်းသားတို့ရပ်ပိုင်ခွင့်အပြည့်အဝရရှိရေးအခြားတိုင်းရင်းသားများနဲ့အတူလက်တွဲကြိုးပမ်းဆောင်ရွက်သွားရန်ခောက်ခွေဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုပေါ်ပေါက်လာရေးကြိုးပမ်းဆောင်ရွက်သွားရန်ကငေဒီမိုကရေစီရေးလူ့အခွင့်အရေးတိုးတက်ကောင်းမွန်ရေးတရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ဂဟကြီးပြည်တွင်ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားရန်ငါဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုနဲ့မကိတ်ငြိမ်သောအချက်လက်များကို ပြင်ဆင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်စလုံးရခိုင်ပြည်နယ်အတွင်းတိုင်းရင်းသားလေသမားများ၏ကြိုးစည်းဝါးကိုကာကွယ်မြှင့်တင်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်စလိန်ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားအလုသမားတို့၏အကျိုးစီးပွားကိုကာကွယ်မြင့်တင်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်ဇကွေးရခိုင်ပြည်နယ်အတွင်းဆောင်ရွက်ကြသည့်နိုင်ငံသားယင်းနှိမ့်နှံမှုများ၏အကျိုးစီးပွားများကိုရခိုင်တိုင်းရင်းသားများအနေဖြင့်အမြင့်မားဆုံးအကျိုးခံစားခွင့်ရရှိနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်ဇမြင့်ဆွေရခိုင်လူမျိုးတို့၏စာပေရင်ကျေးမှုဒလစ်ထုံတန်းတို့နှင့်အခြားအမွေအနှစ်များအားရှားဖွေထိမ့်သိမ်းဖို့ထုတ် မြင့်တင်သွားရန်ရခိုင်လူမျိုးတို့၏အဓိကသမိုင်းအမွေအနှစ်ယဉ်ကျေးမှုနေမြေတို့အားကပ္ပအမွေအနှစ်စည်ရင်းဝင်နိုင်ရေးဆောင်ရွက်ရန်ညပညာရေးကျန်းမာရေးလူမှုရေးစီးပွားရေးအခွင့်အလမ်းများတိုးတက်မြင့်မားကောင်းမွန်ရေးအတွက်ဆောင်ရွက်သွားရန်တတ်တလင်းရှိရခိုင်ပြည်နေ၏အနာအနောက်ဖက်နေဆက်တွေသာလုံခြုံရေးအားအလေးထားဆောင်ရွက်ရန်ထောက်ဝန်းပေးရခိုင်တိုင်းရင်းသားများ၏ ရခိုင်တိုင်းရင်းသားများအပါအဝင်မြန်မာနိုင်ငံတိုင်းရင်းသားအာတိုင်းရင်းသားအားလုံးပြည်ပနိုင်ငံများ၌ဘင်းကင်းလုံခြုံစွာအလုတ်လုတ်ကိုင်နိုင်ရေးနှင့်မိမိနိုင်ငံတို့ဂုံတိုက်ခါရှိရှိ ပြန်လေရောက်ရှိနိုင်ရေးတို့ကိုဆောင်ရွက်သွားရန်ဓာတ်ရင်ကောက်နေရက်စွန့်ခွာရခိုင်သူ ရခိုင်သားများ ပြန်လေအခြေစိတ်နိုင်ရန်အလုတ်ငှာ၎င်းတို့အတွက်ရခိုင်ပြည်နယ်တွင် အလုတ်ကိုင်အခွင့်အလမ်းများပို့ထုတ်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန် ဓာတ်ရည်မှုကဘာကြီးပူနွေးလာမှုရှော့ချနိုင်ရေးအားထုတ်မှုများနဲ့ပတ်သက်၍နိုင်ငံတကာအတိုင်းဝန်းနဲ့လက်တွဲကရခိုင်ပြည်နယ်အတွင်းဆောင်ရွက်မှုများတွင်ကူညီပံ့ပိုးသွားရန်나ကြီးရခိုင်ပြည်နယ်အတွင်းရင်ဆိုင်ရသည့်တဘာဝဘေးအန္တရာယ်များနှင့်လူသားအရင်းခံဘေးအန္တရာယ်များကြောင့်နောက်ဆက်တွဲလှုပ်ဆောင်ရမည့်ဘေးဒုက္ခကေစီရေးလုပ်ငန်းများ၌ပါတီအနေဖြင့် ဖြစ်နိုင်သမျှသို့စွန့်မကားများဖြင့်ပါဝင်ဆောင်ရွက်ရန်တာဝန်မူရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်စက်မှုန်စုံများပို့ထွန်းရေးဖြင့်ဒေသတွင်းဂုံသွေးရေးနေဆက်ဂုံသွေးရေးတို့တိုးမြင့်လှုပ်ဆောင်နိုင်ရေးအားကြိုးပမ်းဆောင်ရွက်သွားရန်ထပ်ဆန့်ထိုးရခိုင်ပြည်နယ်အစိုးရဖွဲ့အားဦးဆောင်ဖွဲ့စည်းတာဝန်ယူရမည်အခြေအနေပေါ်ပေါက်လာပါကတာဝန်ယူနိုင်သည့်စွန့်မကားရှိနေအောင်မူဝါဒရေးရာပိုင်းနှင့် ပါတီလူဆောင်အားအရင်သွေးဘိုင်းကိုစင်ဆက်မပြတ်တိဆောက်ကအရှင်အစ်ပြင်ဆင်ထားရန်ဒါတွေရခိုင်ပြည်နယ်အတွင်းရှိရခိုင်တိုင်းရင်းသားလူငယ်များနဲ့ရခိုင်မျိုးနွယ်စုလူငယ်များ၏ကာယညာနာစာရိတဖွံ့ဖြိုးတိုးတက်ရေးအားကြိုးပမ်းဆောင်ရွက်သွားရန်ဒါဝရှိမူရီစီဝါတက်ဖြည့်ရေးအတွက်နီလန်းရှာဖွေဆောင်ရွက်သွားရန်လို့ဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာရခိုင်ဦးဆောင်ပါတီလက်ရှိ စီရင်နိုင်ငံရဲ့အကြက်ဒီကာလ၌အထူးအလေးထားပြီးရေတိုရေရှည်အဓိကဦးစားပေးကြိုးပမ်းဆောင်ရွက်သွားမည်ရခိုင်ဥဆောင်ပါတီရှေ့လုပ်ငန်းစဉ်များကတော့၁ပြည်ထောင်စုငင်းချမ်းရဲ့ရရှိသည့်အထိသက်ဆိုင်သူများနဲ့ဗက်ပေါင်းစုမှပူးပေါင်းကြိုးပမ်းဆောင်ရွက်ရန်၂ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးကြိုးပမ်းဆောင်ရွက်ရန်၃ ရခိုင်ဒေသငင်းချမ်းရေးတည်ငင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအားအာသွန်ခွန်စိတ်ကြိုးပမ်းဆောင်ရွက်ရန်လေးပြည်သူများဤစိတ်အေးရှမ်းသာမှုနဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုများကိုတတ်ဆွန်းသမျှဆောင်ရွက်ရန်ငါရခိုင်စစ်ဘေးရှောင်များနေရရင်ပြန်နိုင်ရေးနဲ့လူမှုစည်းဘဝဘဝပြန်လေထူထောင်ရေးကြိုးပမ်းဆောင်ရွက်ရန်၆တည်ယူပို့ဆောင်ရေးစည်းမြန်မာမှုများကြောင့်အခြေခံ စားတောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းများဈေးရိတ်ကြီးမားသည့်ရခိုင်ပြည်သူများဤအခက်အခဲကိုစူးစမ်းဖြစ်ရှင်ရာခုနှစ်ရခိုင်ဒေသနေလူမျိုးຫນွေစုအရှင်ရှင်အေဂျန်တည်ငိမ်လုံးကြုံစွာတဟဇာတရှိစွာအတူရှင်တွေးနေထိုင်နိုင်ရင်းနဲ့တရားဥပဒေစိုးမိုးရေးကြိုးပမ်းဆောင်ရွက်ရန်ရှစ်နိုင်ငံတော်တည်ဆောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကဏ္ဍ၌ပါဝင်ကြိုးပမ်းဆောင်ရွက်ရန်ကိုရခိုင်ဒေသပြန်လည် တိဆောက်ရွေးနဲ့ပြန်လည်ထူထောင်ရေးကဏ္ဍ၌ပါဝင်ကြိုးပမ်းဆောင်ရွက်ရန်တို့ဖြစ်ပါれမိဘပြည်သူများခမညာအထက်တင်ပြပါရခိုင်ဥဆောင်ပါတီဤမူဝါဒလုပ်ငန်းစဉ်များနဲ့လက်ရှိကာလတွင် အထူးအလေးထားဆောင်ရွက်မိရှေ့လုပ်ငန်းစဉ်များပါ မြှုပ်မှန်းချက်များကိုလက်တွေ့အကောင်အထည်ပေါ်ဆောင်ရွက်နိုင်ရန်ရခိုင်ဥဆောင်ပါတီဤကိုစားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည့်လွှတ်တော်အသီးသီးတို့ရွေးရှည်ဆေလွတ်ခံရရန်လိုအပ်ပါれ ဒီမိုကရေစီစနစ်မှာရွေးကောက်ပွဲဟာအခြေခံအကျဆုံးသော လူထုရဲ့ထောက်ခံမှုယုံကြည်လက်ခံမှုနဲ့မိမိတို့အားကိုစားပြုမိပုဂ္ဂိုလ်နဲ့ပါတီအားရွေးရှည်ပေးတဲ့စာမေးပို့ကြီးတစ်ရက်ဖြစ်ပါတယ်။တနည်းဥပဒေပြုလွှတ်တော်တရရရဲ့ဝင်ပေါက်တကားဝလေးဖြစ်ပါတယ်။ပါတီတစ်ခုဒီ၎င်းပါတီကိုစားပြု ရွေးချယ်ခံမိကိုယ်စလေလောင်းမြသည့်၎င်းလူထုယုံကြည်မှုအားကိုးမှုယုံကြည်အားကိုးထိုက်သည့် လုံလောက်တော့ပညာအရေရှင်ဉာဏ်ရည်တတ္တိပြတ္တိနဲ့ရေရင်မှုစတိနှလုံးရည်လက်ယုံရည်ရှိရန်လိုအပ်သလိုနိုင်ငံတော်နဲ့နိုင်ငံသားများအပေါ်ဒေသနဲ့ပြည်နယ်အပေါ်လူမျိုးနဲ့လူထုအပေါ်သစ္စာရှိပြီးယောသားကြရန်ကိုကျင့်တက်ခါပြည့်ဝကြရန် ပြည်သူကိုအစွန်းကုန်အလုတ်ကျွေးပြုကြရန်နဲ့အလုတ်စူးစားကြရန်လိုအပ်ပါれသို့မှသာ ပါတီနဲ့လူထုသည်၎င်းပါတီနဲ့ ိုစလီများသည်၎င်းပါတီကိုစလီနှင့်လူထုတို့သည်၎င်းတသားဒီဖြစ်သွားမှဖြစ်သလိုနိုင်ငံတော်အပေါ်ဒေသနှင့်ပြည်နေအပေါ်အပြန်လှန်အကျိုးပြုရင်းတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်အစ်ကိုတည်ဆောက်ပေးနိုင်ကြမှာဖြစ်ပါတယ်ပြည်တော်စုဘွားမိဘပြည်သူများခမညာရခိုင်မျိုးသားများနဲ့ရခိုင်မျိုးနွယ်စုဝင်မိဘပြည်သူများခမညာရခိုင်ဦးဆောင်ပါတီမူဝါဒနဲ့လုပ်ငန်းစဉ်များကိုကိုစွန်းညာစွန်းရှိသမျှ တင်ပြခဲ့ပြီးပါပြီ။ရခိုင်ဥဆောင်ပါတီပေါ်လစ်လာတုံးတက်ပေးကြပါ။ရခိုင်ဥဆောင်ပါတီကိုကိုစားပြုလွတ်တော်ကိုစလေလောင်းမြဤပညာအရေးချင်းဉာဏ်ရည်စွန်းဆောင်ချက်များနဲ့ရိုးသားမှုစ조사မှုကိုကျင့်သိခါရခိုင်ပြည်နယ်ရခိုင်လူမျိုးနဲ့ပြည်ထောင်စုအကျိုးပြည်ထောင်စုငြိမ်းချမ်းရေးတည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်နိုင်ငံတော်အစ်စီတို့ဥတီသည့်ရည်မှန်းချက်များအပေါ်သဘောပေါက်စွာဖြင့်ရခိုင်ဥဆောင်ပါတီမှကိုစလေလောင်းများ သက်ဆိုင်ရာလွှတ်တော်အသီးသီးတို့ရောက်ရှိရေးရွေးရှည်ပေးကြဖို့ဆန္ဒမေးပေးကြဖို့လေးနဲ့စွာတိုက်တွန်းရင်းနှုံချုပ်အပ်ပါれပြည်တော်စုဘွားမိဘပြည်သူများငြိမ်းချမ်းမှုတည်ငြိမ်မှုလုံခြုံမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုရတာကိုအများဆုံးခံစားနိုင်ကြပါစေရခိုင်ပြည်နယ်အများဆုံးငြိမ်းချမ်းတည်ငြိမ်ပါစေစစ်ဘေးရှောင်များအများဆုံးနေရရင်ပြန်နိုင်ကြပါစေရခိုင်ဥဆောင်ပါတီဘိုလ်လုံမှုဆောင်ဖွဲ့